ဟယ်လိုအားလုံးပဲမင်္ဂလာပါယူနိုက်တက်ရှူကနေယူဆိုပါတယ်ဆိုတော့ကျွန်တော်တို့ညကလည်းအတင်းရဲ့ခန်စစ်ကကျွန်တော်နှစ်ကူပြလေးရပြန်ပြီးတော့ဒီယာဒီမှာတော်တော်ကြီးကိုစိတ်ပူစရာကောင်းတဲ့ level တခုတည်းခန်စစ်မှာကျွန်တော်တွေ့နေရတယ်ပြီးခဲ့တဲ့ယာဒီမှာဆိုလို့ရှိရင်အဆင့်15တွေပါနေတဲ့ယာဒီတင်းခဲ့တဲ့ခါကျွန်တော်ကိုအတင်းအနေနဲ့ပေါ့နော်လုံးဝကိုတိုင်ပတ်ခဲ့တယ်ဆိုတော့အခုဒီယာဒီမှာကျွန်တော်အကောင်းဆုံးနေအကောင်းဆုံးအကောင်းဆုံးနေမဟုတ်တော့မှဖြည်းဖြည်းချင်းတိုးတက်လာနိုင်တယ်ဆိုတော့ လက္ခဏာမျိုးတွေကိုကျွန်တော်မျှော်လင့်ကြတာဆိုတော့ကစားပုံဒီမှာဆိုလို့ရှိရင်ပြီးခဲ့တဲ့ရာသီကတည်းကတည်တည်တတ်ပို့ပြီးတော့အဆင်ပြေလာတာတွေကျွန်တော်ရှိတယ်။နီးပြပြည့်တဲ့ရူပင် MOD နေနဲ့အပြောင်းလေးတွေနေနဲ့ tweak လေးတွေလုပ်လာတာမျိုးတွေကျွန်တော်ရှိတယ်။သို့တော်လည်းပဲပေါ့နော်။ Tyson နဲ့ Kansas မှာတော်တော်ကြီးကိုပြဿနာကြီးနေပါတယ်။ Tyson ကတော့မှန်တမ်းပြောရင်တော့လက်ရှိမှာအဲ့လောက်ကြီးကြီးကျွန်တော်ပြဿနာလို့ပြောလို့မရတော့ဘူး။ဒါပေမဲ့ Kansas ပြဿနာဟာအရင်ကြီးပါတယ်။ Kansas ပြဿနာကျွန်တော်အရင်ကြီးပါတယ်။ကျွန်တော် United ရဲ့ခံစီပိုင်းကဒါမျိုးကြီးဆက်သွားလို့ကျွန်တော်မရဘူးစန်တာဘက်၃ယောက်ကျွန်တော်ရှိတယ်ဝင်းဘက်၂ယောက်ကျွန်တော်ရှိတယ် defensive midfielder ၁ယောက်ကျွန်တော်ရှိတယ်ကျွန်တော်ရဲ့ခံစီကိုကာကွယ်ဖို့ဂိုးပေါက်ကိုကာကွယ်ဖို့အ ਨੇ ဆုံး၆ယောက်လောက်တွေရှိနေတဲ့အချိန်မှာအတင်းရဲ့ခံစီမှာဂိုးပေးရတာတွေကတော်တော်ကြီးကိုစိုးဝါလုံးပါတယ်တော်တော်ကြီးကိုစိုးဝါလုံးတဲ့ပမာဏတွေအထိကိုကျွန်တော်ဂိုးပေးနေရတယ်လက်ရှိ Manchester United ရဲ့ဂိုးပူပေးထားတဲ့အတင်းကျွန်တော်လောလောဆယ်မှာ မရှိသေးဘူးလောထရိုသူသင်းတော်တန်းမှာဆိုလို့ရှိရင်ထားပါတော့ကျွန်တော်အနေနဲ့ပေါ့နော်အဆင့်တစ်ကနေပြီးတော့ကျွန်တော်ဒါအဆင့်တစ်ကနေပြီးတော့ကျွန်တော်ကြည့်ကြည့်မယ်ဆိုလို့ရှိရင်အဆင့်၁၂ခုအဆင့်တစ်ကနေအဆင့်၁၂ခုအသင်းနေတယ်မှာပေးကူအများဆုံးဟာမန်ချက်စတာယူနိုက်တက်ပါနော်အဲ့ဒါပြီးပြီဆိုလို့ရှိရင်ကျွန်တော်အနေနဲ့ဘယ်သင်းနေကျွန်တော်ရှိမလဲထားပါတော့ဒီနော်အဲအဲ့ဒါပြီးပြီဆိုလို့ရှိရင်ကျွန်တော်လီဗာပူးလို့ပါလို့ကျွန်တော်ရှိမယ်ဗောလေလီဗာပူးလို့အသင်းမျိုးကြီးကျွန်တော်ရှိမယ်နော်ဆိုတော့ ဗာကိုတင်းကတော်တော်ကိုနော်ပြီး Brighton လို့အသင်းမျိုးကြီးကျွန်တော်ရှိမယ်ဆိုတော့ United က10ပွဲကစားပြီးတဲ့အချိန်မှာကျွန်တော်16ဂိုးဒီပြီးထားပါတယ်10ပွဲကစားပြီးတဲ့အချိန်မှာ16ဂိုးဒီပြီးထားရတယ်ဒါတော်တော်ကြီးတော်တော်ကြီးကိုလက်လံစရာကြီးဒီဒီဒီခန်းစစ်ကြီးကတော်တော်ကြီးကိုလက်လံစရာကြီးပါတပွဲကိုတကူတော်မကဘူးကျွန်တော်ပြီးနေရတာနော်10ပွဲမှာကျွန်တော်16ဂိုးဒီကျွန်တော်ပြီးထားရတယ်အဆင့်တစ်ကအာဆင်နယ်3ဂိုးပဲပြီးထားရတယ်အဆင့်တစ်ကအာဆင်နယ် အဆင့်1ကအာဆင်နယ်3ဂိုးပဲပြီးထားရတယ်အဆင့်2ကဘုံမောက်12ဂိုးပဲပြီးထားရတယ်အဲအဆင့်3ကလေဘာဝူ14ဂိုးပြီးရတယ်အဲပြီးရင်ကျွန်တော်တို့ဗောနအဆင့်4ကစပါအဆင့်4ကစပါ8ဂိုးပဲပြီးထားရတယ်နောက်ပြီးရင်အဆင့်5က Chelsea 12ဂိုးပြီးရင်ကျွန်တော်တို့အဆင့်6က Sunderland နော် Sunderland ရဲ့ခံစစ်က9ဂိုးပဲပြီးထားရတယ် ခုနှစ်ကိုပဲပြီးထားတယ်ပြီးရင်မန်စီးတီးခံစေကကျွန်တော်သာခုနှစ်ကိုပဲပြီးထားတယ်ကိုရီအောက်မှာဒါသူတို့တပွဲမကန်သေးဘူးခရစ်စတယ်ပဲလစ်ခံစေ9ကိုပဲပြီးထားတယ်ဘရိုက်တန်ခံစေ15ကို ပြီးထားတယ်အက်စတန်ဗီလာခံစေ10ကိုဘရန်ထို16ကိုဆိုတော့ကျွန်တော်တို့တော့12အသင်းကြီးတွေမှာယူနိုက်တက်ရဲ့ခံစစ်ကအဆိုးအဝါဆုံးဖြစ်နေတယ်။တိုက်စစ်ကအဲ့လောက်မဆိုဘူး။တိုက်စစ်ကကျွန်တော်18ခုရတာ။တိုက်စစ်18ခုဆိုတော့အာဆင်နဲ့တကူပဲကွာတယ်။ နော်ပုံမောက်တဲ့နှစ်ကြုံတာနှစ်အတကူတာတယ်လီဗာပူးနဲ့ပေါ့နော်ကျွန်တော်တကူယော်တယ်ဆိုစပါးနဲ့ကျွန်တော်တာအတူတူပဲချယ်ဆီတဲ့တကူယော်တယ်နော်ပြီးရင်ကျွန်တော်မန်ချက်စတာစီးတီးနဲ့ကျွန်တော်ဂိုးတူတူပဲစီးတီးတို့မကန်သေးတဲ့အချိန်ပြောရတိုက်စစ်က fine ဖြစ်နေတယ်သူ့အားနဲ့သူတိုက်စစ်ကအဆင်ပြေနေတယ်ဒါပေမဲ့ခန်စစ်ကအဲ့တလောက်ကြီးဂိုးပေးရတာကြီးကတော်တော်ကြီးကိုကျွန်တော်စူးပါတယ်ကျွန်တော်တို့အများရန်ပြောသလိုပဲဟိုဘယ်လိုပြောမလဲတိုက်စစ်တီပါတွေကပေါ့နော်ပွဲတွေကိုအနိုင်ယူအောင်လုပ်ကောင်းလုပ်နိုင်နေမယ်ဒါပေမဲ့လို့ခန်စစ်ကအကောင်းမှသာ အလားတွေပါတယ်ယူနိုင်မေပေါ့ကျွန်တော်ပြောလေးရှိတယ်ဒါလားဒါဆိုင်းလေးဖောက်ကူစင်စကားလားမသိဘူးအဲ့ဒါအမှန်ပဲအခုဆိုကျွန်တော်ကြည်ပါလားတိုက်စစ်က18ခုရတယ်ဆိုတာမျိုးက10ပွဲမှာ18ခုဆိုတာမျိုးကတော်တော်ကိုလက်သင့်ခံစရာတက်ပို့ပြီးတော့ကြည်နေရမယ့်အခြေအနေမျိုးပါအဲ့မဲ့ခံစစ်က10ပွဲမှာ16ခုပေးရတယ်ဆိုတာကြီးကတော်တော်ကြီးကိုလွန်လွန်အားကြီးပါတယ်ဒီနေရာမှာဘယ်လိုပြောမလဲဟိုဂိုးသမားလေးအဆင်ပြေပါတယ်ဆိုတော့ဂိုးသမားလေး လမ်မန်းစ်ကိုကျွန်တော်တို့စပြီးတော့အသုံးပြုပြီးတာတောင်မှကလင်းရှိတပွဲရထားလို့နော်ကလင်းရှိတပွဲရတယ်လို့အဲ့တပွဲကျွန်တော်ထည့်မတွေ့တော့တာဆိုတော့လီဗာပူးတင်းရဲ့ပွဲမှာတကူပြီးရတယ်ဘရိုက်တန်ရဲ့ပွဲမှာကျွန်တော်နှစ်ကူပြီးရတယ်အခုဒီပွဲမှာနှစ်ကူပြီးရတယ်နောက်ဆုံးသုံးပွဲမှာကျွန်တော်ပေးကူ၅ကူဒီကျွန်တော်ရှိပါတယ်နောက်ဆုံးသုံးပွဲမှာနော်ပေးကူ၅ကူဒီကျွန်တော်ရှိတယ်၁၀ပွဲမှာကျွန်တော်၁၆ကူဒီကျွန်တော်ရှိတယ်ခန်းစစ်ကတော်တော်ကိုစိုးပါတယ်ခန်းစစ်အနေနဲ့ကြီးတက်ပို့ပြီးတော့ကြစ်လက်မှုတွေကျွန်တော်မြင်ရတဲ့နေပေါ့နော် ိုင်အားခန်းစစ်မှာဆိုလို့ချင်းဒါပါတော့တောင်းကံပေါ်တွေကျွန်တော်ဂူပေးရတယ်လက်ပစ်တွေလောင်းသူတွေကနေဒီစင်ကျွန်တော်ဂူတွေပါတွေပေးရတယ်ဘလူးမန့်အဆင်မပြေဘူးတွေးကြည့်ရင်ဘလူးမန့်အဆင်မပြေဘူးဆိုတော့ခန်းစစ်ကတော်တော်ကြီးဆိုးလို့နေဆိုတော့ညီကလို့နေနေရောဒီခန်းစစ်မှာဂူတွေအများကြီးပေးရတာနဲ့ပတ်သက်လို့ပေါ့နော်အဓိကဘာပြဿနာဖြစ်မယ်ထင်ကြလဲဆွေးနွေးကြပါဦးအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်